မင်္ဂလာပါ SM Music School ကနေပြီးတော့မှလောကဆက်သားပါစေကျွန်တော်ကတော့နိုင်နိုင်ပါဒီကဒီဂီတာနဲ့ပတ်သက်လို့ beginner class 12 rhythm ပြီးတော့မှ picking ပြီးတော့လည်းကျွန်တော်တို့ acoustic guitar လေးနဲ့တီးလို့ရတဲ့ solo intro လေးတွေကိုသင်ကြားပေးတာဖြစ်ပါတယ်အခုတော့အစောတော်ဝိုင်းစုခိုင်သိန်းရဲ့လမ်းမကြီးရဲ့ bass ဆိုတဲ့သင်းလေးနော် acoustic guitar လေးနဲ့နော် rhythmic လေးနဲ့တီးထားတဲ့သင်းလေးဖြစ်ပါတယ် ်ပီယနိုလေးနဲ့ပံ့ပိုးထားတဲ့ channel လေးဖြစ်တယ်။အဲပြီးတော့မှ solo မှာတော့ကျွန်တော်တို့ distraction နဲ့တီးထားတာဖြစ်တယ်။ဆိုတော့ကြည့်ရအောင်တော့ intro လေးကကျွန်တော် rhythm လေးတွေကိုလှပအောင်ဆိုတော့ခတ်ထားတာတွေ့ရတယ်။ rhythm လေးနဲ့ beat လေးနဲ့ပေါင်းပြီးတော့မှခတ်ထားတာတွေ့ရတယ်။ကြည့်ရအောင် ဲ့ဒီ pattern လေးကအရင်လှသလိုလက်ခတ်ရဲ့ဒီဘက်ကရှိတဲ့ကျွန်တော်တို့ဒီ pattern နဲ့တီးတဲ့ညာဘက်လက်ကတီးတဲ့စနစ်ကလည်းအများကိုကျွန်တော်တို့အရေးကြီးပါတယ်အများကြီးကျွန်တော်တို့ pattern stroke တွေကိုအများကြီးသုံးတာတွေ့ရတယ်များစွာပြေးကျွန်တော်တို့အာ 1EN A 40EN A 3EN A အာ 40EN A ဆိုရက် 1EN A 2EN A 3EN A 4EN A စနစ်ကိုတီးထားတာဖြစ်တယ် Was o Ciao. လေးရောက်တော့ဂျားထဲမှာကျွန်တော်ထပ်ပြီးတော့မှ bus မဝင်ခင်မှာဘာလုပ်လဲဆိုရင်ဖြေနှုန်းလေးကိုအလုံးလေးတွေပေါက်ကြည့်တာတွေ့ရတယ်။များသောအားဖြင့်တော့ကျွန်တော်အဲဒီအမြဲတမ်းကျွန်တော်ဆိုခံပြီးတော့မှကျွန်တော်ဒီ B flat ဝင်လဲအဲပြီးရင်ပြီးရင်အာ C minor ဆိုလဲအမြဲတမ်းအဲနောက်ကဆိုလေးကိုယူတည်တယ်ပြီးတော့မှပြီးတော့အဲအဲ့လိုယူတည်တာတွေ့ရတယ်။ဆိုတော့ ဒီ thinness ဒီ GS စနစ်ကလေးကတော့ကျွန်တော်တို့များသောဖြင့်ဒီ pattern ဒီဘက်က strumming ကိုအရန်ကိုကျွန်တော်တုံးပြီးတော့မှ GS စနစ်ဖြစ်တဲ့အတွက်အဲကောင်းပါတယ်တကယ်လဲဆိုလို့ကောင်းတယ်အဆိုလို့လဲပေါပေါပပါလေးနဲ့ကျွန်တော်ဒီဆိုလို့ရတာတွေ့ရတယ်ကဲကျွန်တော်တို့ intro နဲ့စပြီးတော့မှ bass chorus နောက်ဆုံးကျွန်တော် chorus အပိတ်လေးကိုကျွန်တော်ဒီချရအောင်ကဲ intro စပြီးပြီ

page မှာလာပြီးတော့မှ messenger ထဲမှာလာရောက်ဆုံတဲ့နိုင်ပါတယ်မိများနိုင်ပါတယ်လောတယ်တော့ကျွန်တော် online တန်းလေးဖွင့်ပြီးဖြစ်တယ်မကြခင်မှာကျွန်တော်တို့ဆက်ပြီးတော့မှ online တန်းတွေ school အနေနဲ့ကျွန်တော် music school အနေနဲ့ကျွန်တော်ဆက်ပြီးတော့ဖွင့်ဖို့ရှိပါတယ်အားလုံးကိုဖိတ်ခေါ်ပါတယ်ကျွန်တော်တက်ရောက်လေတဲ့လူတွေစိတ်အားထက်ထန်တဲ့လူတွေဘာပဲဖြစ်ဒီကြိတန်းကကျွန်တော်တို့အတွက်အမောပန်းပြည့်စည်တယ်လို့ကျွန်တော်တို့သတ်မှတ်ရင်လာရောက်တဲ့ကိုဖိတ်ခေါ်ပါတယ်ယေရှုတင်ပါတယ်